မိတ်ဆွေတို့ရဲ့အသီးစိတ်မှတ်ဉာဏ်နဲ့တွေးခေါ်တွေကိုနိုင်ငံတော်အစိုးရတရက်ကပြေဝထိ ंछ ုတ်ထားနိုင်နေဆိုရင်ဘယ်လိုဖြစ်မလဲဒီလိုမျိုး theory ဆန်တဲ့စိတ်ကူးတွေဟာတကယ်တမ်းမှာတော့လွန်ခဲ့တဲ့2020နီးပါးက American CIA ရဲ့ရှိုးဝက်တက်ခွဲကန်းတွေထဲမှာလက်တွေ့အကောင့်ထဲပေါ်ခဲ့တဲ့စီမံကိန်းတစ်ခုဖြစ်ခဲ့ပါတယ်ဒီလိုဇလန်းဆန်တဲ့အရာမျိုးကရုပ်ရှင်ထဲမှာပဲရှိမယ်လို့ထင်စရာကောင်းပေမဲ့ဒီကိစ္စမှာတော့ဒါဟာသမိုင်းဝင်မှန်တရားတစ်ခုလည်းဖြစ်ခဲ့ပါတယ်1950ပြည့်လွန်နှစ်များကစေရေးတိုက်ပွဲတွေမှာ American နဲ့ Soviet တို့က နျူကလ িয়ার လက်နက်တွေနဲ့ပြန်ဆိုင်ကြလို့နောက်ထပ်အန္တရာယ်ကြီးတစ်ခုရှိခဲ့ပါဒါကတော့ brainwash လို့ခေါ်တဲ့ဤပညာတစ်ခုပါ။ကိုရီးယားစစ်ပွဲတွင်မှဖမ်းမိခဲ့တဲ့ American စစ်သားတွေဟာရုပ်တရက်ဆိုသလိုကွန်မြူနစ်ဝါဒကိုတစ်ဆာခံခဲ့ကြတာ CIA ကလောကနားမလည်ခဲ့ပါ။ဒီချင်းကြောင့်မို့ကိုတံပြန်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲ1953ခုနှစ်မှာ Project MK Ultra ဆိုတဲ့ရှုဝက်စီမံကိန်းကြီးစတင်ခဲ့။ဒီစီမံကိန်းရဲ့တကယ်ရည်ရွယ်ချက်ကတော့စစ်စင်းနေစဉ်တွင်ရှုဝက်ချက်များအလုံးကိုမဖုံးကွယ်နိုင်ဘူး ပေါ်ထုတ်နိုင်မယ်စေးဝါးတွေကိုရှာဖွေဖို့ပဲဖြစ်ပါဒါအပြင်သူတို့ကလူတူဦးရဲ့စိတ်ကိုလုံးဝဖျက်ဆီးပြီးမိမိတို့လိုချင်တဲ့စိတ်ပုံစံအသစ်ကိုပြန်လည်ရေးသွင်းပြီး reprogramming လုပ်နိုင်မယ်နည်းလမ်းတွေစမ်းသပ်လုပ်ခဲ့ကြတာဒီလိုကြောက်စရာကောင်းတဲ့စီမံကိန်းမှာဘသူတွေကတားကောင်ဖြစ်ခဲ့ကြ။ကျင်းသားတွေဆေးရောဂါတွေ၊ဒမ်မိတ်ကတာမန်ရက်သားတွေသူတို့ရဲ့ခွင့်ပြုချက်မပါပဲစမ်းသပ်ခံခဲ့ရတာပါ။စီရင်ရေးဟာနိုင်ငံတော်ရဲ့လုံခြုံရေးဆိုတဲ့ကောင်းစဉ်အောက်လူသားချင်းစာနာမှုလုံးဝမရှိတဲ့စီမံကိန်းတစ်ခုကိုအကောင်အထည်ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။ စမ်းသပ်မှုတွင်သူတို့များဆုံးသုံးခဲ့တဲ့နီလန်ကတော့ LSD ကိုတားကောင်တွေရဲ့ခန္ဓာကိုယ်ထဲကိုဇက်တိုက်ထိုးသွင်းခဲ့တဲ့နီလန်ကိုအသုံးပြုခဲ့ပါတယ်။တားကောင်တွေရဲ့မျက်ညံကိုလုံးဝဖျက်ဆီးပြစ်ဖို့ကြိုးစားခဲ့ကြတာ။ဒီလိုဖျက်ဆီးရခြင်းရဲ့နောက်ွယ်အဓိကရည်ရချက်ကတော့သီးစိတ်ပျက်စီးသွားတဲ့လူနာရဲ့ကောင်းတဲ့ကိုတရှိုးလုပ်ငန်းစဉ်တွေအသုံးပြုနိုင်မယ်။ commanded တွေရေးသွင်းဖို့ဖြစ်ပါတယ်။ MK Ultra စီမံကိန်းရဲ့အဆိုအဆုံခန်းကဏ္ဍကကနေဒါနိုင်ငံမွန်ထရီယယ်မြို့မှာဖြစ်ပွားခဲ့ပါတယ်။ ဒေါက်တာအီဝင်ကင်မရွန်ဦးဆောင်တဲ့ဖွဲ့ဟာဒပါတမန့်နင်းလို့ခေါ်တဲ့နီးလိုင်းကိုစမ်းသပ်ခဲ့ပါတယ်။သူတို့ဟာလူနာတွေကိုရပ်ပေါင်းများစွာအိတ်ဆက်ခိုင်း၊တရက်စစ်လျှော့ပြင်းပြင်းထန်ထန်ပေးပြီးနောက်သကားတံတစ်ခုတည်းကိုနိုင်ယူပေါင်းရာချီပြန်ဖွင့်ပေးခြင်းဖြင့်ချီပီးသားစိတ်မူရများကိုလုံးဝဖျက်ဆီးပစ်ခဲ့ကြပါတယ်။ဒီလိုနီးလိုင်းတွေကြောင့်လူနာတွေဟာသူတို့ရဲ့စိတ်ပိုင်းဆိုင်ရာမှတ်ဉာဏ်လုံးဝပျောက်ဆုံးသွားခဲ့ရပြီ။ကလေးတယောက်လိုဘဝကိုပြန်ဆခဲ့ရတာ။သူတို့ရဲ့ရည်ရွယ်ချက်ကတော့စိတ်အီခံနိုင်အားကိုစမ်းသပ်ခြင်းဖြစ်ပါတယ်။ ဘူးချိန်လွန်ပြင်းခြင်းလင်းရောင်နဲ့အတန်လုံးဝပိတ်ခြင်းစသည့်ညှဉ်းပန်းမှုများသည့်လူသား၏စိတ်ခံနိုင်ရာမြင်များရှိသည်ကိုသိရှိရန်အတွက်စမ်းသပ်ခဲ့ကြခြင်းဖြစ်ပါ MKATRA စီမံကိန်းရဲ့အကြီးမားဆုံးသောကြည်ကွဲစရာဇာတ်လမ်းတစ်ခုကတော့ဇီဝလက်နက်ကျွမ်းကျင်သူ Frank Olsen ရဲ့တည်ဆုံမှုဖြစ်ပါတယ်။သူဟာ CIA ရဲ့ LSD စမ်းသပ်မှုများခံခဲ့ရပြီးနောက်ပိုင်း1953ခုနှစ်မှာ New York မြို့ရှိစားအုပ်တစ်ခု၏73ရက်ကနေပြုတ်ကျကာ ကွယ်လွန်ခဲ့ရပါတယ်။သူ့ရဲ့ဖြစ်ရပ်ကို CIA ကစိတ်ကြရောဂါကြောင့်မိမိကိုယ်ကိုအဆုံးစီရင်နေဆိုပြီးတော့နှစ်ပေါင်း20ကျော်ကြာလိန်လည်ထားခဲ့ပါတယ်။1983ခုနှစ်မှာတော့ဒီ show ဝက်ချက်တွေပေါက်ကြားတော့မယ်ဆိုတဲ့အခြေအနေမှာ CIA director Richard Hale က MK Ultra နဲ့ပတ်သက်တဲ့စာရွက်စာနဲ့အားလုံးကိုဖျက်ဆီးပစ်ဖို့မိန့်ပေးပါတယ်။ဒီလိုနဲ့နိုင်ငံတော်ရဲ့အကြီးအမားဆုံးသောလူသားချင်းစာနာမှုချိုးဖောက်မှုကြီးအတိုင်းမှာလုံးဝမြုပ်နှံခံရတော့မယ်။အန္တရာယ်နဲ့ရင်ဆိုင်နေခဲ့ရတာပါ။ ကံကောင်းထမစွာနဲ့စီမံကိန်းရဲ့ဗန္ဒာရေးဆိုင်ရာစည်းရင်းများကိုဖျက်ဆီးဖို့သူတို့မေ့လျော့ခဲ့ကြတာ1985ခုနှစ်မှာ American Congress ရဲ့စုံစမ်းစစ်ဆေးမှုတွေကနေတဆင့်ပြည်ပြစည်းထားတဲ့ဆာရက်ဆာတန်ရဲ့ကြားထဲကနေပဲ MK Ultra စီမံကိန်းရဲ့နာမည်နဲ့ဗန္ဒာငွေသုံးစွဲမှုဆိုင်ရာ challenge တွေတရားဝင်ထွက်ပေါ်လာခဲ့ပါတယ်1989ခုနှစ်မှာ American ထက်လွတ်တော်ကစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပြီး MK Ultra ရဲ့အဆိုးရဆုံးလှုပ်ရှားမှုတွေတရားဝင်ဖော်ထုတ်နိုင်ခဲ့ပါ ိုင်ငံတော်က၎င်းတို့ရဲ့နိုင်ငံသားတွေကိုလူသားချင်းစာနာမှုမရှိပဲစမ်းသပ်ခဲ့ရဆိုတာကိုဝန်ခံခဲ့ပြီးတော့နင့်နာခဲ့တဲ့လူတွေကိုတာဝန်ယူပေးခဲ့ရပါတယ်ဒီအဖြစ်ပြက်ကြီးကြောင့်ပဲဆိုရနဲ့သူတွေတီတွေအနေနဲ့လူသားတွေကိုစမ်းသပ်တဲ့အခါနိုင်နိုင်ရမယ်တိကျတဲ့ခြေဝင်စည်းကမ်းများတမတ်ပြန်ထန်ခဲ့ရပါတယ်ဒါဟာသမိုင်းရဲ့မှောက်မိုက်တဲ့အစိပ်ပိုင်းကနေရရှိခဲ့တဲ့အရေးကြီးတဲ့သင်ခန်းစာတစ်ခုပဲဖြစ်ပါတယ် Roger MKTRA ရဲ့ဇလန်းကနိုင်ငံတော်ရဲ့ရှိုးဝဲချက်များသည့်လူသား၏ကျင့်ဝတ်သိက္ခာကိုမြည်သူဖြက်စီးနိုင်သည်ကိုပြသနေပါဒီဇလန်းကစိတ်ထိတ်ချုပ်မှုနဲ့ပတ်သက်သော conspiracy theory များအတွက်ခိုင်မာဆုံးသောထောက်ထားကိုယနေ့တိုင်ပံ့ပိုးနေစဉ်ဖြစ်ပါတယ် record emotional suppression at 90%ဒီဗီဒီယိုကိုကြည့်ပြီးတဲ့နောက်မှာတော့မိတ်ဆွေတွေအတွေ့အကြုံမှာဘလို့မိကုန်းတွေပေါ်ပေါက်လာ CIA ရဲ့ထိန်းချုပ်ရေးစီမံကိန်းကြောင့်မိတ်ဆွေတွေထင်မြင်ယူဆချက်တွေကိုမန့်မှာမျှဝေပြီးနောက်ထပ်ထိတ်လန့်စရာရှုပ်ဝဲချက်တွေကိုနားဆင်ဖို့အတွက် knowledge generation channel ကိုလည်း subscribe လုပ်ထားဖို့မမေ့ပါနဲ့